င်းနိုင်ငံချင်းမိုင်မြို့မှာလမ်းဘေးမှာအိတ်နေတဲ့ကျောင်းတကောင်ကိုမဲခတူမြောင်တွင်ကန်ချခဲ့တဲ့မြမမျိုးသားကိုကျောင်းပိုင်ရှင်ဖြစ်သူရဲ့တိုင်ကြားချက်အရထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ တူမြောင်နယ်ကန်ချခံရတဲ့ကြောင်နှုံချော့ရဲ့ပိုင်ရှင်ဖြစ်သူကရဲစခန်းကို CCTV မှတ်တမ်းပြပြီးတိုင်ကြားခဲ့လို့ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့မှာချင်းမိုင်မြို့မှာရဲစခန်းကပြည်မှုကျူးလွန်သူကိုစုံစမ်းရှာဖွေခဲ့ရာ အသက်16နှစ်အရွယ်မြမမျိုးသားကြိုင်ဆိုင်ဆိုသူဖြစ်တယ်လို့သိရပါတယ်။ CCTV မှတ်တမ်းတွေအရမြမမျိုးသားကြိုင်ဆိုင်ဟာတငယ်ချင်းတွေနဲ့ဒူလန်းရှောက်လာစဉ်လမ်းဘေးမှာအိတ်နေတဲ့ကြောင်တကောင်ကိုတွေ့ရှိခဲ့ပြီးနောက် မဲခတူမြောင်းတွေကိုရည်ရွယ်ချက်ရှိရှိကန့်ချမှုပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖန်စီခံရပြီးနောက်ကြိုင်ဆိုင်ကဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုသိရှိခြင်းမရှိတဲ့အတွက်ပြုလုပ်ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပြီးရဲတပ်ဖွဲ့က၎င်းကိုတရိတ်ဆန်နှိမ့်ဆက်ညှဉ်းပန်းမှုနဲ့ဥပဒေအရရေးယူသွားမယ်လို့သိရပါတယ်ရှင်။